အားလုံးပဲမင်္ဂလာပါရေဝရှင်လေးမှပြန်လဲကျေးဇူးလိုက်ပါတယ်ဒီနေ့မေလ73ရက်နေ့မေလ73ရက်နေ့မှာတော့လူဦးကထူဆန်းလို့နေပါတယ်ဒါပေမဲ့ယူနှမ်းနေတာမဟုတ်ဘူးဆိုတာကိုဒီနေ့ရန်ကုန်နဲ့နေပြည်တော်ကိုတင်းယူပြမယ် KNU နဲ့ PDF အကြောင်းကိုတင်ပြပေးပါမယ် နောက်တစ်ဇင်းတစ်ပုတ်မှာတော့လက်ရှိအချိန်မှာသူတို့တွေဆုံးရှုံးလက်လွတ်ထားတဲ့နေရာတွေကိုအကြံဖက်ဘုံကျဲတက်ဖြတ်နေတာတွေခဏအချိန်ထိလည်းမရက်ပဲနဲ့ရခိုင်ပြည်မှာလည်းပဲကျွန်တော်တို့ဒါရသစ်တောင်မှာလေချောင်းကနေပြီးတော့ဘုံကျဲတက်ဖြတ်ခဲ့ပါတယ်ဒါလည်းအစုလိုက်ပြုံလိုက်တက်ဖြတ်မှုဖြစ်စဉ်အတွင်းမှာကျွန်တော်သတင်းပြောနေတဲ့အခုအချိန်နေထိရခိုင်တိုင်းရင်းသားမိသားစုဝင်16ဦးတိတ်ဆုံးပြီးတော့ ။မြောက်များစွာသောကျွန်တော်တို့ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မနေ့ကဖြစ်စဉ်ဘုံကျဲမှုဒီကနေ့ဖြစ်စဉ်စုစုပေါင်းကျွန်တော်တို့ပြည်သူပေါင်း40ကျော်ပြေဆုံးခဲ့ရတဲ့အကြောင်းတွေကိုကျွန်တော်ထည့်သွင်းပြီးတော့တပြပေးပါမယ်။အကြံကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင့်ကြည့်ချူကျွန်တော်ရဲ့မိဘတူးချစ်စီတိုင်းကိုဒလီစာဖိတ်ခေါ်လိုက်ပါတယ်ဟုတ်ပါတယ်ညီဦးအားထူးဆန်းနေပါတယ် ကျွန်တော်တွေအခုတော်လန်ရေးမှာဘာတွေထူးဆန်းနေတာလဲကျောင်းရင်ပါလေထူးခြားချက်တွေကိုကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ညီကောင်မတော်တဦးချင်းစီတိုင်းတွေ့မြင်ရမယ်လို့ပြောနေတယ်နှစ်ပေါင်းမြောက်များစွာတူးနဲ့တူးမြုံကြည်ကြတဲ့သူတွေပေါင်းစည်းမိသွားတယ်နှစ်ပေါင်းများစွာမိမိတို့ရဲ့ဒါတိုင်းရင်းသားတွေ အစုအဖွဲ့တစ်ခုတည်းအတွက်လက်နက်ကင်တော်လန်ရေးလုံးနေတဲ့တပ်ဖွဲ့ဝင်တွေဟာ အခုအချိန်မှာဒရိုင်းတပိလုံးမှရှိတဲ့အာနာယူအာနာရှင်အုပ်စုမရှိမှဆိုတာကို သူတို့တွေတွေ့သွားတယ်ပြီးတော့နှစ်ပေါင်းများစွာကျွန်တော်တို့ပြည်သူတွေဒီမျိုးစုံနဲ့လိမ့်လေလှည့်ပြားမှု အောက်မှာအဓိကအဖြစ်ကတော့တောင်ပေါ်နဲ့ညီပြန့် ကျွန်တော်တိုင်းရင်းသားတွေနဲ့ကျွန်တော်တို့ညီကိုမောင်နှမတွေအချင်းချင်းတယောက်နဲ့တယောက်နားလည်ဖို့မရှိအောင်ပြောပြချင်တာကတော့သူတို့အခေါ်တပုံမို့ဗျာသူတို့အခေါ်ဟိုးအရင်တော့လည်းကဘာလဲပြည်ဖြတ်သူတို့အခေါ်အကြံဖတ်ကျွန်တော်တိုင်းရင်းသားလက်နက်ကင်ဖွဲ့စည်းတွေကိုကျွန်တော်ပြည်မမှာနေနေတဲ့ ရန်ကုန်မန္တလေးနေပြည်တော်စတဲ့နေရာတွေမှာနေနေကြတဲ့ကျွန်တော်တို့မိသားစုဝင်တွေကိုကျော်တိုင်းရင်သားတွေလက်နက်ကင်ပြီးတော့တော်လန်ရေးလုပ်နေတာဘာကြောင့်လဲဆိုတာကိုမသိအောင်အမောင်ချခဲ့တဲ့ကာလတွေအခုဆိုရင်လုံမြောက်ခဲ့ပြီအခုဆိုရင်ကျွန်တော်အားလုံးကမိသားစုတစ်ခုပဲဖြစ်သွားပြီဟုတ်ပြီကျွန်တော်နေဦးတော်လန်ရေးမှာလက်ကွက်မျိုးစုံကိုကျွန်တော်အားလုံး ကြော်ဖြတ်ခဲ့ရပြီးဖြစ်ပါတယ်။အဲဒီလက်ကွက်တွေမှာစည်ရက်လက်ကွက်တွေနိုင်ငံရေးလက်ကွက်တွေပြီးတော့နိုင်ငံတကာလက်ကွက်တွေဂျားထဲမှာကျွန်တော်တို့ပြည်သူတွေအသက်ရှူရတာခက်ခဲလွန်းလို့ဘလူတောင်မှကျွန်တော်တို့အသက်ရှင်ရတ္တိယမှမသိလောက်အောင်ကိုကျွန်တော်တို့မုတ်ကြမှုတွေကိုကြော်ဖြတ်ခဲ့ပါပြီ။ဟုတ်ပြီဒီကိရအခုဆိုရင်၄နှစ်ကျော်၅နှစ်ကိုရောက်ခဲ့ပြီ။ ဒီနေသားတိဖြတ်တန်းလာတဲ့အချိန်မှာကျွန်တော်သိလိုက်တာတခုကတော့ကျွန်တော်မိဘတွေကို ပြောချင်တာကထမင်းကုန်အောင်မစားပါနဲ့ပြီးတော့အချို့သောသူတွေကို မှားချင်တာကတော့စကားအကုန်မပြောပါနဲ့လို့ကျွန်တော်ဒီကနေပြီးတော့မှားချင်ပါတယ်ထမင်းကုန်မစားပါနဲ့ရဲ့ဝရှင်းလေး ်ဟုတ်ပါကျွန်တော်တို့ပုံမှန်တိုင်းဆိုရင်တရက်ကိုနှစ်နှစ်ဒါမှမဟုတ်သုံးနှစ်ပေါ့ဗျာ refresh ဒါအစာပြေစာလေးနေမှာထည့်ပေါင်းမယ်ဆိုရင် စားကြပါလေဒါပြင်းပြအဖြစ်ကတော့တစ်မိနှစ်နှစ်စားကြပါလေကျွန်တော်တို့ချိန်မှာကျွန်တော်တို့စားတောက်ဖို့ခက်ခဲမဲ့အချိန်ကာလတစ်ခုကိုလည်းကျွန်တော်တို့ရင်ဆိုင်ကောင်း ရင်ဆိုင်ရနိုင်ပါတယ်ကျွန်တော်တို့ဆန်ကျွန်တော်တို့စားစရာတွေတို့လောင်ဖို့လဲအရေးကြီးတဲ့အချိန်ရောက်လာမှာဖြစ်တယ်စကားကုံအောင်မပြောပါနဲ့ကျွန်တော်တော်လန်ရေးကို ဖောင်းထုတ်ခဲ့တဲ့သူတွေကျွန်တော်တော်လန်ရေးကို ဲ့ရဲ့ရှုတ်ချနေတဲ့သူတွေကျွန်တော်တို့နဲ့မျက်နှာချင်းဆိုင်တွေ့တဲ့အချိန်ကျရင်မျက်နှာပူနေမှာဆိုလို့စကားကုံအောင် မပြောပါနဲ့လို့ကျွန်တော်ဒီကမှားချင်တာပါဒီတက်ပို့ပြီးတော့စိုးစိုးဝါဝါတုံ့ပြန်ပြီးတော့ဒီတက်ပို့ပြီးတော့အပြောကြီးတဲ့သူတွေကတော့အကြမ်းမဖက်စစ်ခွေးတက်ကိုထောက်ခံဝင်းရံသူတွေအဖြစ်သတ်မှတ်ပြီးတော့ကျွန်တော်တို့ဟာကျွန်တော်တို့နိုင်ငံအတွင်းမှာတက်ရှင်တန်ခွင့် ်ခြေချခွင်ပြီးမှမဟုတ်ဘူးဆိုတာကိုတော့ထပ်ဆောင်းပြီးတော့ပြောချင်ပါတယ်ဟုတ်ပြီဒါကတကယ်ကိုထူးခြားမှုတွေနဲ့ပြည့်နှက်နေတဲ့ထူးဆန်းလွန်းနဲ့ကျွန်တော်တို့တော်လှန်ရေးမှာကျွန်တော်တို့မကြာခင်မှာထပ်မှန်ပြီးတော့ဒါတွေ့ကြုံရမယ်အကြောင်းအရာတွေအများကြီးကြရှိနေပါသေးတယ်တစ်ခါတည်းမှာ ျွန်တော်တို့ကို၌တောင်မှဒါလိလာခမန်းကြည့်ဖို့ခတ်ပါတယ်ဟုတ်ပြီဒီတော်လန်ကြီးအစမှာကြွမိပါလေကျွန်တော်တစ်ခေါက်ပြန်ပြောပေးပါမယ်ဒီတော်လန်ကြီးအစမှာအရခတ်တတ်တော်မပါခဲ့ဘူးအဲ့ဒီအချိန်မှာကျွန်တော်တို့ဒိုင်းပြည်တုန်းကဒီຫນွေဦးတော်လန်ရှင်းမှာပါဝင်ဖို့ပြောဆိုနေတဲ့အချိန် ပြီးတော့အရကတက်တော့အေးအေးတော့မှဝေဘန်ခံရတဲ့အခြေအနေလေးတွေရှိရပါထုံနည်းလောက်ပဲ KNU KNU ကတော်လန်ရေးအစကတည်းကကျောင်းတနိုင်ငံလုံးမှာဒါမြို့ပြဒေသတွေမှာနေလို့မရတဲ့အခြေအနေတွေနဲ့သူတို့တွေကိုမိသားစုတွေလိုက်အုပ်လိုက်တင်းလိုက်ကြီးလိုက်တကယ်ကိုမဆန့်မပြေရောက်ရှိလာတဲ့အချိန်မှာသူတို့တွေလက်ခံကြိုဆိုခဲ့တယ်ဒါပေမဲ့ KNU တပ်ဖွဲ့ဝင်အသီးသီးဟာတော်လန်ရေးအစမှထူးခြားပြောင်းလဲစွာနဲ့သူတို့တွေတိုက်ခိုက်တိမ့်ပိုက် ခဲ့တာ မရှိဘူးသူတို့ကောင်မဲ့ KNU ကိုလည်းပဲဝေဖန်မှုတွေအများကြီးကို ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဟုတ်ပြီဒါတော်လန်ရေးအစမှဖြစ်ခဲ့တဲ့အဖြစ်ပြက်လေးကိုကျွန်တော်ရဲ့မိဘတွေကိုဒီကနေ့2025ကာလမှာကျွန်တော်ရဲ့ ကျွန်တော်ပြန်လည်တင်ပြနေခြင်းကကျွန်တော်တို့အခုချိန်မှာအကြမ်းဖက်စစ်ခွေးတက်အာနာယုမင်းအောင်လိုင်းအုပ်စုအကြောက်ဆုံးအရာရှိသူတို့ဖိတ်ဖိတ်တုံအောင်ကြောက်နေတာကအရကတတ်တော်အေအေနမတေရခိုင်မြေမှာစခွေရေခွေ တေလောက်အောင်ကြောက်တယ်သူတို့တွေမဟုတ်ဘူးသူတို့နောက်ကမိသားစုဝင်တွေပါရှေ့တန်းတော့မရောက်သေးဘူးအဲ့ဒီနေရာကိုရှေ့တန်းထွက်ကမဲဆိုတဲ့သတင်းထွက်လာတာနဲ့တည်းသူတို့ရဲ့လင်တော်မောင်တွေသူတို့ရဲ့ယောက်ျားတွေသူတို့ရဲ့မိသားစုဝင်တွေပေါ့ဗျာတေပြီလို့တော့တတ်မှတ်ရလောက်အောင်ကိုကြောက်တယ်တကယ်လည်းပဲတေတာပဲ အကြမ်းမဖက်စစ်အာနာယူခေါင်းဆောင်ပိုင်းတွေဟာအရကတက်တော့အေးအေးကျွန်တော်တို့ပြည်နယ်အတွင်းထဲကိုစစ်ကြောင်းစစ်ကူပို့တဲ့အကြောင်းတွေမှာဒါမှမဟုတ်အရကတက်တော့အေးအေးနဲ့ထိစပ်နေတဲ့နေရာတွေကိုစစ်ကူပို့တဲ့နေရာတွေမှာသူတို့ဟာသူတို့ရဲ့အောက်ခြေရဲဘော်တွေသူတို့အောက်ခြေအချို့အရာရှိတွေကိုတော့မှလိမ်လည်ပြီးတော့ပို့ခဲ့တဲ့အဖြစ်အပျက်တွေရှိခဲ့ပါတယ် ဒါဟာအရခတ်တော်အေးအေးကိုအလွန်အင်မတန်ကြောက်နေတယ်ဆိုတဲ့အချက်ကိုလည်းကျွန်တော်တို့တွေ့ခဲ့ပြီးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့တကယ်စစ်မြေပြင်မှာခွက်ခွက်လန်အောင်ရှုပ်ပြီးတော့ရုပ်ပြက်ဆင်းပြက်ကဲသူမရှိဆဲသူမရှိ ဖြစ်သွားတဲ့ခွင့်တည်ဝတ်တည်တည်သွားရတဲ့ဖြစ်စဉ်တွေကိုလည်းကျွန်တော်ညီပါတယ်အားလုံးသိရှိပြီးဖြစ်ပါတယ်။နောက်ထပ်သူတို့ကြောက်စရာရှိတယ် KNU ခုနိကောမှာကျွန်တော်တောင်ပိုင်းတိုင်းကိုသူအလုံးအင်မတန်ကြောက်ပါတယ်ကျွန်တော်ရဲ့မိဘတွေကျွန်တော်ရဲ့ညီကိုမောင်တို့ကကျွန်တော်တို့တခါလေမှာနက်နက်နည်းနည်းစဉ်းစားဖို့လိုပါတယ်ဒီနေ့သတင်းချင်းမြစ်တွေမှာဆိုရင်ဒါဒီပဲရှင်းကိုအကျံဖက်စစ်ခွေတက်ကလေချောင်းကနေပြီးတော့ဘုံကျဲခဲ့တယ်ကျွန်တော်တို့ဒီကိစ္စဆုံးမှုတွေဟာ အခုကျွန်တော်သတင်းပြောနေတဲ့အချိန်ထိတရားကြော်ရှိနေပါပြီဒီလိုဖြစ်စဉ်မျိုးတွေဖြစ်ခဲ့ပြီးကျွန်တော်ပြည်သူတွေတကယ်ကိုဒေါသတကယ်ကို စုညာပွက်လို့ရိုက်ဒီကနေ့မနက်စေနာရှိမှာရခိုင်ပြည်ကိုလည်းပဲအလားတူဘုံကျဲခဲ့တယ်ရသက်တောင်မြို့နယ်ထွန်းရွေရွာရွာဟောင်းကိုဒီနေ့ဘုံကျဲခဲ့တာပါ အဲ့ဒီဘုံကျဲမှုအတွင်းထဲမှာစတုံးဦးဘုရင်ပြီးတည်ဆုံးခဲ့တယ်စကောဦးအထိတည်ဆုံးမှုမြင့်တက်နေတယ်လို့အခတ်တတော် AA ရဲ့ထုတ်ပြန်ကြညာချက်မှာ တွေ့ရမှာ ဖြစ်ပါတယ်ဒါကိုကျွန်ရဲ့ဗီဒီယိုနောက်ဆုံးမှာတင်ပြပေးသွားမှာဖြစ်တယ်ဟုတ်ပြီကင်းကိုသူတို့ဘယ်တော့မှကြောက်ခဲ့လဲ can you တမအတီးတီးပူပေါင်းသွားမှာကိုလွန်စွာကြောက်လန့်နေတယ်လို့ကရင်တပွဲဝင်တွေပေါင်းစီသွားမှာကိုအင်မတန်ကြောက်တယ်ဒါကြောင့်လည်းပဲကရင်ရဲ့ဒါတော်လန်ရေးတပွဲဝင်တွေကိုနီမျိုးစုံနဲ့သူတို့တွေခွဲခဲ့ကြတယ်ထေထူထူရှင်းပြစရာမလိုလောက်အောင်ကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်နေကြဆောင်တဲ့ BGF ဘောရာကပ်ပို့ PC DGPA ဆိုတော့ဒီထဲမှာလည်းပဲသူတို့ဟာနှစ်ပေါင်းများစွာဒီလိုမျိုးတက်ရှုသွေးခွဲနှိုက်ဖို့ဘာသာရေးပါအသုံးချခဲ့တယ်လူမျိုးရေးတွေမှိုက်တိုက်တယ်ကရင်ကရင်အချင်းတိုက်ပွဲတွေဖြစ်ခဲ့ရတယ်ကရင်ကရင်အချင်းတက်ဖြတ်ခဲ့ရတယ်အချို့သောကရင် ပကညောကြီးတွေကရင်စသားဟောင်းကြီးတွေဟာကရင်ကရင်ချင်းမတက်ချင်းလောက်အောင်ကိုဖြစ်လို့အချို့တွေကောင်းဆောင်ခဲ့ရတယ် ဒါတကယ်ဖြစ်မှန်မှာကျွန်တော်ယူပါတယ်ဒီ KPI နဲ့ KNU နဲ့တိုက်ခဲ့ရပြင်းပြင်းထန်ထန်ဆိုတော့ဘသူကသူတို့အချင်းချင်းပြန်တက်ခြင်းလဲကြည့်လို့လည်းမကောင်းကြားလို့လည်းမကောင်းဒီလိုချင်းနေမျိုးထိအောင်ကိုတက်ရှုသွေးခွဲနှိုင်ခဲ့တာနော်အနာရှင်အုပ်စုကဟုတ်ပြီဒီနေ့မှာ KNU တက်မှာအတီးတီး ပူပေါင်းလှုပ်ဆောင်နေတယ်။ KNU မှာရှိတဲ့တပ်ဖွဲ့ဝင်အသီးသီးဟာလက်ရှိကျွန်တော်ပြည်သူ့ကိုအကြမ်းဖက်တပ်ဖြတ်နေတဲ့ခဏချိန်ထိမရက်သေးတဲ့အကြမ်းဖက်အာဏာယူအုပ်စုကိုပူပေါင်းပါဝင်ဆင်နွှဲဖို့အတွက်အစဉ်သိဖြစ်နေပါပြီ။ဒါကြောင့်လည်းပဲကျွန်တော်ပြောတာ နေပြီးတော့ရန်ကုန်ကိုတိုက်ခိုက်သိမ်းယူပြမယ် KMU နဲ့ PDF ဒါကြောင့်ရန်ကုန်မှာစကားပြော ကြီးထားတဲ့ကောင်တွေရန်ကုန်မှာဟန်ရေးပြနေတဲ့ကောင်တွေတတ်တတ်ခံလို့လူမျိုးတွေပြီးတော့အကျန်းဖက်စစ်ခွေးတက်ရဲ့ဘောကို special မနေတဲ့ကောင်တွေ ဒီကနေ့ကျွန်တော်ဗီဒီယိုလေးတစ်ခုတွေ့ပါတယ်ကျွန်တော်မိဘတို့လည်းတွေ့မှာပါကျွန်တော်တို့ဒါဒီဘက်ရင်ခင်းချင်းနဲ့ပတ်သက် ပြီးတော့ဒီလောက်တကဘာလုံးကပါသိမြင်နေတယ်နိုင်ငံတကာမီဒီယာမှာလည်းပါတယ်ကျွန်တော်တို့ပြည်တွင်းမှာဒါဒေတာခံတွေရဲ့ဒါရုပ်သံဗီဒီယိုတွေပြီးတော့အဲ့ဒီနေရာမှာ ရှိနေတဲ့ကျွန်တော် CRM ဆီယာမတွေပါထွက်ပြီးတော့ရှင်းပြခဲ့ပြီးပြီးတော့ကျွန်တော်တို့သိဆုံးခဲ့ရတဲ့မိသားစုဝင်တွေရဲ့ ဒါအင်တာဗျူးတွေလည်းအခုဆိုရင်ထွက်ပေါ်လာပြီဒါဘူတော်မှပြောင်းလဲပြောင်းစားလုပ်တယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကတော့ဒီကောင်နေပြောင်းလဲပြောင်းစားလုပ်တာကမထူးဆန်းပါဘူးတခါကဖုန်းတော်ကြီးတစ်ပါးရဲ့ကားကိုသူတို့တွေပစ်ခတ်ပြီးတော့အဲ့ဒီဆရာတော်ပြန်လည်တော်မူခဲ့တယ်ပြီးတော့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့သူတို့တွေသတင်းထုတ်ပြန်တယ် အင်တာဗျူးတော်မှာလိမ်လည်ပြီးတော့ထုတ်ခဲ့သေးတယ်ဟုတ်တယ်เนาะကျွန်တော်ပြီးပါချက်ချင်းပဲကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူတွေရဲ့ထုတ်ဖော်မှုကြောင့်သူတို့ရဲ့ပြောင်းလဲပြောင်းစားလုပ်တဲ့အကွက်ကြီးဟာအဆက်ပြန်ပြန်ကွဲခဲ့ပါတယ်အဲ့ဒီအချိန်ကထုတ်ပြန်ကြညာတဲ့အချိန်မှာဇော်မဲလုံးကို၌ပါဝင်တယ်ကျွန်တော်မြင်ပါတယ်မှတ်မိအောင်မထင်ねအခုလဲထုံလေးကောင်းမယ်ဒါကြောင့်ကျွန်တော်ကပြောတာစကကြီးစကကြဲနဲ့ ကျွန်တော်တော်လန်ရေးကိုဖြတ်လို့ဖြတ်စီလုပ်တဲ့သူတွေမျက်နှာပူရလိမ့်မယ်ဒီချက်ပို့ပြီးတော့ဆူဆူဝါဝါတောက်ပြန်တဲ့သူတွေဟာအပြစ်ပေးအေးအေးယူခံရမယ်လို့ကျွန်တော်ကပြောနေခြင်းဖြစ်ပါတယ်အချမ်းဖက်စစ်ခွေးတက်ကြောက်ဆုံးသောအရာနှစ်ခုတည်းမှာမှာကျွန်တော်တို့တောင်ပိုင်းတိုင်းကိုသူတို့တွေအပေကြောက်ကပါတယ် ။ဘာကြောင့်လဲဆိုတော့ရန်ကုန်ကိုသိမ့်မဲ့အကောင်တွေနေပြည်တော်ကိုသိမ့်မှာကလည်းကျွန်တော်တို့တောင်ပိုင်းကတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ဒါကြောင့်တောင်ပိုင်းကတပ်ဖွဲ့ဝင်တွေနဲ့ KNU ကိုနှီးမျိုးစုံတဲ့သူတို့တွေဒီတော်လှန်ရေးမှာတောင်နေကြကြအောင်ပေါ့လကောင်ကျွန်တော်တို့ပြည်သူရဲ့ဒါဝင်းရဲ့ top plan မှုဒါအနေတော့အောင်တော့နှီးမျိုးစုံနဲ့သူတို့လုပ်တာကြောက်ရမိပါခဏချင်းဒီ KNU မှာကြားဖြန့် တရုတ်လက်ဝေကန်တရုတ်ဂိုင်းစတာတွေထည့်ပြီးတော့ကရင်နယ်မြေမှာဖြတ်စည်းထားတာကရင်တပ်ဖွဲ့ဝင်တွေကိုငွေနဲ့သူတို့တွေသွေးဆောင်ဖြားချောင်းထားတယ်အာနာတွေပေးပြီးတော့အာနာနဲ့သူတို့တွေထိန်ချောင်းခဲ့ကြတယ်ဇင်ကန်ပစ္စည်းတွေပြပြီးတော့တော်လန်ရေးမှဇင်ခံတဲ့သူတွေအဖြစ်ပြောင်းလဲတော့အောင်ဖန်တီးခဲ့တယ်တော်တော်ကို ရောက်စရာကောင်းတယ်တော်တော်ကိုဒါစိစက်သေးကြတယ်လို့လည်းပြောရင်ပြောလို့ရတယ်ပြီးတော့ထိုင်းဘက်ကနေတဆင့်ကျွန်တော်တို့ KNG လုံလုံမရတဲ့အခြေအနေမျိုးကိုလည်းသူတို့နီးမျိုးစုံနဲ့ pressure ပေးတယ်တခုတော့ကျွန်တော်ပြောချင်တာက KNG ကိုကရင်တော်လှန်ရေးကိုတရုတ်ကလည်းဖိအားပေးလို့မရဘူးထိုင်းကလည်းဖိအားပေးလို့မရဘူး ုံကုံပြောမယ်အမေရိကန်ဖိအားပေးလို့လည်းမရဘူးကျွန်တော်တို့ကရင်ဒေါ်လာရေ KNU နဲ့ကျွန်တော်တောင်ပိုင်းကကျွန်တော်တပ်ဖွဲ့ဝင်တွေအားလုံးဟာတရုတ်လက်ဝေကံမဟုတ်ဘူးထိုင်းလက်ဝေကံမဟုတ်ဘူးအမေရိကန်လက်ဝေကံမဟုတ်ဘူးကျွန်တော်ပြည်သူရဲ့အစီအကံတသက်တာဖြစ်တယ်ဟုတ်ပြီအခုတမဟာလေး အကြောင်းဖတ်စစ်ခွေးတက်စခန်းကြံပါသေးလားတဝယ်ရင်းနဲ့စစ်ကမ်းကြီးနဲ့ရုရှားနဲ့ပူးပေါင်းပြီးတော့လုပ်မယ်နျူကလ িয়ার ဆက်ရုံကြီးတိဆောက်မယ်အကြောင်းတွေအခုပြောလို့ရသေးလားဟုတ်ပြီတမခွန်တမ6တမ4တမ3တမ2တမ1 ဒါတွေအကုန်လုံးနဲ့ကျွန်တော်တောင်ပိုင်းကတော်တော်လန်သောတပ်ဖွဲ့ဝင်အသီးသီးဘာကြောင့် COC တခုတည်းအောက်ကိုရောက်သွားတာလဲဘာမှတိုင်မင်းစရာမလိုပဲနဲ့ခဏတိုက်ပွဲထွေမှာကျွန်တော်တို့သတင်းတွေမထုတ်ပြန်ခင်မှာတဲကစကမ်းတွေတလုံးပြီးတလုံးကုန်နေတာနေ့စဉ်ဆယ်နဲ့ချီပြီးတော့အချမ်းဖက်စစ်ခွေးတက်ကငစနူကောင်နေကျွန်တော်တို့စီမှာလက်နဲ့ချနေ ခဏဒီကျွန်တော်သတင်းပြောနေတဲ့အချိန်မတိုင်ခင်မှာပဲအကျွန်မဖတ်စစ်ခွေးခေါတော်တော်များများလက်နဲ့ချအញ្ញခံနေတယ်လို့ကျွန်တော်မိဘတွေကိုအတိပေးလို့လေ။ဘာကြောင့်သူတို့တွေလက်နဲ့ချလာလဲ။အချို့သောနေရာတွေမှာဆိုရင်ကျွန်တော်တို့တိုက်ခိုက်သိမ့်ပိုက်နေဆိုတဲ့အတန်ကြားလာနေတယ်စကန်းဆော့ခွာပြီးတော့ထွက်ပြေးတာ။ကျွန်တော်ပြောတဲ့သတင်းမှားတယ်ဆိုရင် ျွန်တော်ကိုမမေးချင်ရင်တော့မှထိုင်းအာနာပိုင်ဖွဲ့စည်းကိုသွားမေးလိုက်ထိုင်းကအကုန်လက်ခံရတယ်တခါလေကြောက်ရတယ်လေကျွန်တော်တို့သူတို့ကိုတော့အာနာမိဒီဘက်ကငစနူကောင်တွေထွက်ပြေးရင်လည်းပဲသူတို့တွေလက်ခံရတယ်ထမင်းကျွေးရတယ်ရေတိုက်ကြတယ်စစ်လိပါတိုက်သေးတယ်ပြီးတော့တနက်တွေကိုလည်းဒါတိမ့်ရသေးတယ် ပြီးတော့သကောင်းသကောင်းလေးကိုနေရာတစ်ခုမှလည်းဒါနေဖို့အတွက်ထားရသေးတယ်ပြီးတော့အချိန်တန်ပြန်ပို့ရသေးတယ်ဒါပြီးကျွန်တော်ယသပြည်သူတွေဟာကင်းဒါကင်းနဲ့ထိုင်းချစ်ဆက်နေမြည်တီးတီးမှတိုက်ပွဲဖြစ်တဲ့အချိန်မှလည်းပဲထိုင်းဘက်ကိုပဲထွက်ပြေးတယ်ဖြစ်တာခဏရှောင်နေပေါ့ဗျာအဲ့မှလည်းပဲထိုင်းကဒါပြည်သူတွေနဲ့ကျွန်တော်ထိုင်းကဒါတော်ဝင်တပ်ဖွဲ့ဝင်တွေကအဲ့ဒီကျွန်တော်တို့ယသပြည်သူတွေကိုကျွန်တော်တို့နိုင်ငံသားတွေကို စပေးရှောင်းဝင်ခလုံးဝင်ပေးတယ်သမင်းလဲကျွေးတယ်ရေလဲတိုက်တယ်အမိုးအကာတွေလဲစီစဉ်ပေးတယ်လုံလုံထုံထုံရှိရပေါ့ဗျာဆိုတော့ဒီမှာကတိုက်ပွဲဖြစ်လိုက်ကျွန်တော်ပြည်သူတွေကရှောင်းသွားလိုက်ဒါတပတ်ဆယ်ရက်စသည်အားဖြင့်ဒါမှသိနေကြပါဘူးအချို့သော scan တွေဆိုရင်တရက်ထင်းနဲ့တော့ပြီးပါတယ်ကျွန်တော်ရဲ့ Dear Watch Channel Telegram မှာ party တွေဘာလို့နေတာလဲဆိုတော့မေးခွန်းကိုမေးချင်နေဆိုရင် ကျွန်တော်တပုတ်နဲ့တကွာတက်သေးချပြထားတယ်ထုတ်ပြန်ကြီးညာချက်မရှိသေးဘူးเนาะကျွန်တော်မြင်ပါထုတ်ပြန်ကြီးညာချက်တွေကအနောက်မှာကျွန်တော်တိုက်ခိုက်သိမ့်ပိုက် ထားတဲ့စခန်းပေါ်အမြောင်အများလက်ရှိကျွန်တော်တို့ဝင်းရဲ့ပိတ်ဆို့ထားတဲ့ area ဒါကိုသူတို့တွေကြိုသိခဲ့ကြတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရန်ကုန်သားတွေကျွန်တော်တို့ပဲခူးသားတွေကျွန်တော်တို့ ARD သားတွေအကုန်လုံးက KNU မှာရှိနေကြတာသူတို့တွေရန်ကုန်ကိုသိမ့်မဲ့သူတွေကကျွန်တော်တို့ရန်ကုန်သားတွေဖြစ်တယ်ပဲခူးကိုသိမ့်မဲ့သူကပဲခူးသားတွေဖြစ်တယ် ARD ကိုသိမ့်မဲ့သူက ARD သားတွေဖြစ်တယ်ကိုမြေကိုရှိဘယ်နေရာမှာဘာလုပ်လို့ရလဲဘယ်နေရာက ဘလောက်ပါဆိုတော့အကုန်သိတယ်ကျွန်တော်ဒီလိုအခြေအနေကိုအဲ့ဒီကောင်တွေကလည်းခံမှန်းထားတယ်။ဒါကြောင့်ကျွန်တော်တို့ကရင် စုစည်းလို့မရအောင်ငွေနဲ့ရောအာဏာနဲ့ရောစီးစိမ်ပစ္စည်းတွေနဲ့ရောပါဝါတွေပါအကုန်ပေးပြီးတော့နောက်ခြံထားလို့ရမလားလို့ကျလို့စူးစမ်းခဲ့ကြတယ်ဒါပေမဲ့မအောင်မြင်အခုကျွန်တော် KNU တမဟာအတီးတီးလို့ထလာခဲ့ပြီခရင်တပ်ဖွဲ့ဝင်တွေအကုန်လုံးတိုက်ပွဲဝင်နေကြတယ်လို့အစင်တင်းရှင်းနေကြပြီဒါဟာ လက်ရှိ အာနာကိုမတရားလူယူထားတဲ့မင်းအောင်လှိုင်အတွက်အိမ်မဆိုးဖြစ်တယ်။ဒါကြောင့်မင်းအောင်လှိုင်ကြောက်ဆုံးသောအရာနှစ်ခုကိုကျွန်တော်မိပါတွေကိုတင်ပြခဲ့တာ။သူတို့ TNL လေးကိုမကြောက်ဘူးတော့ကျွန်တော်မိပါ။ MNT ကိုသူတို့မကြောက်ဘူး။တခါခါကြရင်ကျွန်တော်လူတော်လန်ကြီးကထူးဆန်းတယ်။ MNT တေယောရဲ့ဖီးယာခံရတယ်။ TN အလီလေးပဲတေယျရဲ့ဒါ pressure ကို तू ဘယ်လောက်ထိတောက်ခံနိုင်မလဲအဲဒီမှာဂျာညက်တယ်လို့ကျွန်တော်ပြည်သူတွေဒါခန်းစားမိနေတာကမန္တလေး PDF ကျွန်တော်ပြောတာတွေကလူငယ်ဆက်ဆံပဲကျွန်တော်တင်ပြပါတယ်ပြီးတော့အညာမှာရှိတဲ့ဒါဘိုးတထောင်တွေအကြောင်းအညာမှာရှိတဲ့ကျွန်တော်တို့အဖြစ်အပျက်အချို့ကြောင့်ကျွန်တော်ပြည်သူတွေ စိတ်ကောင်းဖြစ်ကြတာရှိတယ်။ဒါဟာအနည်းငယ်သောပြဿနာအတွေ့ပဲဖြစ်တယ်လို့ကျွန်တော်ရဲ့မိဘတွေကိုအတိပေးလို့ရှိမှာပဲကျွန်တော်ရဲ့မိဘ။ဒါနေရာဒေသအသီးသီးကလူငယ်တွေအများကြီးစုစုပြုံပြီးတော့ရောက်ရှိနေတဲ့နေရာမှာဒါနားလည်မှုလွဲတာတွေခက်ခဲတွေတော့အများကြီးရှိ။ကျွန်တော်တို့ကပိုသိပါနော်လူငယ်လူငယ်တွေဆိုတော့လေဒါဇက်ဇက်တိမခံတဲ့အကျင့်ဆိုင်ကြီးတွေလည်းရှိတယ် ခါလေကိုမိဘကကိုဆုံးမရှင်တော့မှပြန်ပြောတတ်တဲ့အာပုံစံလေးတွေကိုလည်းကျွန်တော်မိဘတွေနားလည်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ကိုမကြိုက်တော့လည်းမကြိုက်တဲ့အကြောင်းကိုတော့ပြန်ပြောမိတာပေါ့ပြန်ပြောမိတော့လည်းပဲအချင်းများတဲ့ပုံစံမျိုးလေးတွေတော့ရှိကောင်းရှိမှာပါဟုတ်ပြီဒါဆိုရင်တော့ သူတို့တွေ lorry jet ကြောက်နေတာက နေပြည်တော်နဲ့ရန်ကုန်ကိုတိုက်ခိုက်သိမ်းယူပြမယ်ကျွန်တော်တို့တောင်ပိုင်းကတပ်ဖွဲ့ဝင်တွေနဲ့ KNU ဖြစ်တဲ့အကြောင်းသူတို့တွေသိရှိပြီးသားဖြစ်တယ် KNU KNTO တပ်ဖွဲ့ဝင်တွေဟာ နှစ်ပေါင်းမြောက်များစွာအတွေ့အကြုံ ရင့်ကျက်တဲ့တိုက်ခိုက်ရေးသမားတွေဖြစ်ပါတယ်ခမင်းထုတ်တောင်ပါစရာမလိုဘူးရိတ်ခါတောင်ပါစရာမလိုဘူးဒက်စားတိုက်စရာမလိုဘူးရေတန့်တိုက်စရာမလိုဘဲနဲ့ကို တော်လဲတောင်းနေလန်ခီးမှာရှိတဲ့အသေးရွက်ကိုစားပြီးတော့ကိုစစ်တိုက်ခဲ့တဲ့သူတွေဖြစ်တယ်ကျွန်တော်ကကိုတွေ့ဒီလိုလေးမိုးလေးတစ်ပေါက်နှစ်ပေါက်ယွာလိုက်ကြောက်မိပါနောက်နေကြရင်ဟိုပေါ့ကျွန်တော်တို့ဒါစမိုးဆောင်မှာတွားကြည့်လိုက်ဖားတွေငားတွေဆိုတာအများကြီးခဏလေးပါဆိုပြီးတော့ထွက်သွားတယ်ပြီးပြန်လာရင်ဒါပလိုင်းပိုင်ပလိုင်းတလုံးအပြည့်နောက်ဆိုဘာမှမပါရင်အပေါ်ယူနီဖောင်းကိုချုပ်ပြီးတော့ယူနီဖောင်းနဲ့ထုတ်ပြီးတော့ တည်လာတာအဲ့လိုမျိုးတိုင်ရင်စားဝတ်နေရေးစားတော့တွေပါကြံဖန်ရှာတတ်တဲ့အရေးချင်းရှိတဲ့ပကညောကြီးတွေဖြစ်ပါတယ်အခု KND ကို KNL ပြီးတော့ခြားသောတပ်ဖွဲ့ဝင်တွေနဲ့အတူကျွန်တော်တို့တောင်ပိုင်းကဒီကဝေးတပ်ဖွဲ့ဝင်တွေအရှိကိုတိုးထွက်လာပါပြီ ဆိုတော့ဘလို့မျိုးပဲသူတို့တွေစွန့်လွတ်ထားတဲ့နေမျိုးတွေကိုဘုံချဲတက်ဖြတ်ပြပါစေဒါဟာသူတို့တွေစစ်နိုင်စရာအကြောင်းလုံးဝမရှိဘူးဆိုတာကျွန်တော်ရင်မိပါတယ်အားလုံးသိပါတယ်ဒါမှလုံးကလည်းသိရဲ့ဆိုတော့သူတို့လုံးချင်တာကတော့ကျွန်တော်တို့ကိုတော်လန်ရေးနေမီမှာဘသူမှခေါင်းပြအောင်ပြလို့မရဘူးမင်းတို့တွေနေမီကိုတိုက်ခိုက်သိမ့်ပိုက်လို့ရရင်ရမယ်မင်းတို့ကိုငါတို့အချိန်မီရွေးအခုလိုပဲ မင်းတို့နဲ့ပတ်သက်တဲ့သူတွေကိုဘုံကျက်တက်ဖြတ်ပြမယ်ဆိုတဲ့ပုံစံမျိုးကိုရဲဆက်ဆက်လုပ်ပြနေတာဖြစ်တယ်။ဒါကြောင့်လည်းပဲကျွန်တော်တို့ဒါအုတ်ဒိန်နေစာတင်ချောင်းကိုဘုံကျက်တက်ဖြတ်မှုအတွင်းမှာဒဏ်ရာရှိတဲ့သူက100ကျော်အထိရောက်ရှိနေပါတယ်။အဲ့ဒီမှာဒီချောင်းကနေပြီးတော့ဘုံကျက်တက်ဖြတ်မှုရဲ့အဓိကတရားခံပိုက်လို့နှုတ်ဦးဖြစ်တဲ့ ဇော်မင်းထင်ကျော်နဲ့မြက်ကိုကိုအကြောင်းကိုလည်းပဲကျွန်တော်တို့ပြည်သူတွေကစရင်နဲ့တကွာတိကျစွာတိမှတ်ထားပါတဲ့တေချာပေါ့ဒီဘဲတွေဟာမိသားစုဝင်တွေနဲ့ပါအပါကျွန်တော်တို့ပြည်သူလူထုတစ်ရက်လုံးရဲ့တပည့်ရင်းယူခံရမှာဖြစ်တယ်ဒါကတော့တေချာပါတယ်ဒါမှသူတို့ရက်သွားလာဆိုရင်မရက်သွားဘူးအရကတော်တော်အေးတက်ခက်တိတ်ပိုက်ထားတယ်ရခိုင်ပြည်ရသေးတောင်မြို့နယ်ထွန်းရွေ ရွာဟောင်းကိုယနေ့မနက်မှာပဲအကျန်းဖက်စစ်ခွေးတက်ကနေပြီးတော့ဘုံကျဲမှုတွင်အမျိုးသမီးနဲ့ကလင်းငယ်တွေအပါဝင်73ဦးထပ်မင်းတေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တာ20ကျော်လာပါတယ်အရခတ်တော်အေအေကပြောရေးဆိုခွင့်ရသူခိုင်တုခက ထုတ်ဖော်ပြောဆိုလာခဲ့တာပါကျွန်တော်အခုဒီညသတင်းပြောနေတဲ့အချိန်အထိမနက်ပိုင်းမှာ73ဦးတေဆုံးခဲ့ပြီးတော့နောက်ထပ် 6ဦးထပ်မံတည်ဆုံစုစုပေါင်း19ဦးတည်ဆုံခဲ့ရပြီဖြစ်ပါတယ်။ဒါဆိုရင်တော့အယောက်40ကျော်ဒီနှစ်ရက်အတွင်းမှာကျွန်တော်တို့ဒီကြောင်းကနေပြီးတော့ဘုံကျက်တက်ပြတ်ခံလိုက်ရပြီ။ဒါကိုကျွန်တော်တို့တော်လန်ဒေါ်တက်ဖွဲ့ဝင်အကုန်လုံးတည်ပါတယ်။ကျွန်တော်ပြည်သူတွေပြောတဲ့စကားကိုလည်းကျွန်တော်တို့ကြားပါတယ်ကျွန်တော်တို့ကနားရှိတယ်ပြီးတော့ကျွန်တော်တို့ကနှလုံးသားနဲ့လက်ခံတယ်ပြီးကျွန်တော်နှလုံးသားနဲ့တုံ့ပြန်တယ် ဒါကြောင့်လည်းမကျွန်တော်ဒီနေ့တင်ပြခဲ့တဲ့နေပြည်တော်ရန်ကုန်ထိတိန်းယူပြမယ် KNU နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာကျွန်တော်တို့မိဘပြည်သူတွေရဲ့အိမ်အလျောက်လမ်းအလျောက်ကျွန်တော်တို့ရောက်ရှိလာမှာဖြစ်တယ်။သမင်းကိုကုံအောင်မစားပါနဲ့။အပူအရှံလေးတော့ချန်ထားကြပါ။ကျွန်တော်တို့ကိုကြွေးစရာမလိုပါဘူး။ကျွန်တော်ရဲ့မိဘပြည်သူတွေတေချာပေါ့ တိုက်ပွဲစစ်မြေပြင်နဲ့ကြုံတွေ့ရမှာဖြစ်ပါတယ်။ဒီအချိန်မှာမိမိတို့ရဲ့ရက်ခါမိမိတို့ကြိုတင်စုဆောင်ထားနိုင်ရမယ့်အခြေအနေတွေကိုလည်းကျွန်တော်ကကြိုတင်ပြီးတော့တင်ပြနေခြင်းဖြစ်ပါတယ်။ဒီတင်ပြမှုဟာ KNU KNDO နဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပူးပေါင်းလှုပ်ဆောင်နေတဲ့အားဟာရန်ကုန်နေပြီးတော့အထိဝင်ဆောင်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ KNGO က2029မှာ အင်းစိန်မှာရုံးချုပ်ကို ပြန်လည် ဖွင့်လှစ်အောင်မယ်လို့ပြောခဲ့တယ်။အဲ့ဒီစကားက၎င်းပြောခဲ့တာမဟုတ်ပါဘူး။ဆိုတော့ဒီအပိုင်းမှာကျွန်တော်မိဘပြည်သူတွေကျောင်းညီကောင်မောင်မတွေမိသားစုဝင်တဦးချင်းစီတိုင်းကျွန်တော်တို့အကြမ်းဖက်ဒါဒီကြောင်းကနေပြီးတော့ဘုံကျက်တပ်ဖြတ်မှုကြောင့်ဝမ်းနဲ့ပူဆွေးနေရတာကို ကျွန်တော်လည်းထပ်တူဝမ်းနဲ့မိပါတယ်။ဒါဟာကျွန်တော်တို့တော်လှန်ရေးရဲ့ အရှိန်ကိုပုံမမြင့်တင်ခဲ့တဲ့တွန်းအားတွေအဖြစ်ပြောင်းလဲပြီးတော့ကျွန်တော်တော်လှန်တော်မီတော့ကြီးတွေတဟိုးတောက်လောင်ဖို့အတွက်ကျွန်တော်ရမိပါပြည်သူရဲဘော်ရဲဘော်တအူးကြီးတိုင်းဝင်းရန်ကူညီရင်းနဲ့ရှေ့ဆက်ကြပါစို့လို့ပြောချင်ရင်ဒီနေ့ရဲ့ဗီဒီယိုကိုဆုံးသက်ပြစီနောက်လာတဲ့ဗီဒီယိုကိုဒီချက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်လက်နက်ပေးစစ်ပီးကပ်ပေးကြောင်းနေတယ်ကျွန်တော်နိုင်ငံပြည်မှာရှိတဲ့မိဘတအူးချင်းစီတိုင်းဘေးရနဲ့ကင်းရှင်းပါကြောင်းလေးလေးနဲ့ဆူတောင်းရှင်းနေတယ် 就让我果我心里吧。